အလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးမှာတော့ကျွန်တော်စီမှာကျွန်တော်ဒီငလျင်ပေးအတွက်နော်ဝိုင်းလူထားတဲ့သူတွေအတွက်ကျွန်တော်ဒီလေးချိန်ရောက်သွားလူမဲ့ပစ္စည်းလေးတွေဝတ်ထားတာလေးကိုကျွန်တော်ပြောပြချင်ပါတယ်ဒီတစ်ခေါက်မှာတော့အင်တာဆူစာတရားအတွက်လိုအပ်မဲ့ထင်တဲ့အစာအသားမုန်းချောက်လေးတွေကိုကျွန်တော်စီစဉ်ထားပါတယ်ဒီမှာဆက်လို့ရှိရင်ကျွန်တော်အခုလိုခောက်ဆဲချတုံးလေးလေးပါမယ်ပြီးတော့အခုမြင်နေရတယ်လို့ငါးတတဖူးလေးလေးပါမယ်ပြီးတော့အခုလိုအသက်စားလို့ရတဲ့လက်ဖက်နဲ့ အဲပဲအကျော်ဆုံးပါတယ်အထုပ်လေးလည်းပါမယ်ပြီးတော့အခုလိုတင်စားလို့ရမယ်ပေါင်ပေါင်လုံးလေးလည်းပါမယ်နောက်ပြီးတော့အခုလိုရေရှည်ထားခံတဲ့မုန်းကြောက်လေးလည်းပါမယ်နောက်ပြီးတော့ကျွန်တော်တို့အဝတ်စုံသုံးလုံးရမယ်စပြပူပါမယ်ပြီးလို့ရှိရင်ဟိုကျမ်းမာရေးအတွက်လက်စေးရပဲဖြစ်ဖြစ်ခန္ဓာကိုယ်တိုက်လို့ရတာပဲဖြစ်ဖြစ်ပေါ့သုံးလုံးရမယ်ဒီကာပေါ်လေးစပြခဲ့ပါမယ် အဲ့ဒါပြီးတော့ကျွန်내အပူငွေသားလေးတွေကိုတော့ volunteer အဖွဲ့နဲ့တွေ့ရမှာဖြစ်ဖြစ်ကာမဲဆေးကူပေးနေတဲ့ဆရာဝန်အဖွဲ့တွေပဲတွေ့ရမှာဖြစ်ဖြစ်ကျွန်တော်ငွေသားလေးလှူဖို့တစိုင်လေးတစ်စထားပါတယ်အဲ့ဒါလေးကတော့ကျွန်တော်အားလုံးလှူပြီးတဲ့ချိန်မှာတော့ဆေးလေးနဲ့တကွာအားလုံးကိုပြန်ရှင်းပြပေးပါမယ်အပြင်မှာကျွန်တော်စာတာကွန်ပစ္စည်းတွေဝယ်ရခတ်တာရောနောက်ပြီးတော့မလို့ရဖက်နဲ့ပေါ့နော်ကျွန်တော်တို့ဒီအပူတွေမှာစုတာရောကြာမလို့ကျွန်တော်တချို့တစ်ဝက်ကိုတော့ငွေသားလေးနဲ့ပဲတချို့နေရာလေးကိုကျွန်တော်လှူဖို့တစိုင်ထားပါတယ်လှူပြီးတဲ့ချိန်ကျလို့ရှင်လည်းပြန်တွေ့ကြပါဦးမယ် အားလုံးဝိုင်းလူပစ္စည်းတွေကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပဲဘေးကင်းကြပါပျော်ရွှင်ကြပါစေခင်ဗျာလူပစ္စည်းတွေကိုကြည့်ပြီးတော့လဲဝန်တာပီတီဓာတ်ခွန်နေကြပါစေ